မင်္ဂလာပါခင်ဗျာအလဲရုံတန်ဧဝလာ16ရက်နေ့တချံအတက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ကျောက်ဆယ်မြို့တွင်ငလင်ဘေးတံကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအားနောက်ဆကအုပ်ထားတွားရောက်ကြည့်ရှုရတဲ့ဆွေးနွေးတဲ့တောင်ကြီးမြို့မြမရိုးရအတာတချံအတက်နေ့မှာဘုံကြီးကျောင်းတက်ရောက်သူများပြားတဲ့ဆွေးနွေးတဲ့မန္တလေးမြို့မှာမိုးသက်လေပြင်းများကြားရောက်ခါမိုးသက်ထန်စွာရွာသွန်းခဲ့တာကြောင့် သုံးတက်ခွဲတိုက်လုံးထပ်မံပြိုကျတယ်ဆိုတဲ့သတင်း။တူရန်ကိုလည်းရုံတက်ဤတိုက်ခတ်မှုများအကြောင်းဒါဖာမာ400ကျော်အသက်ခံရတယ်ဆိုတဲ့သတင်း။မယိုတက်စင်မှုဇက်စီတကောက်ကြောတန်ရာအကြောင်းရာတီကုံထိအနားယူွယ်ရှိရယ်ဆိုတဲ့သတင်း။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျောက်ဆယ်မြို့တွင်ငလင်းဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေများနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအားနာဆာကဥထသွားရောက်ကြည့်ရှုရယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ကျောက်ဆယ်မြို့တွင်ငလင်းဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေများနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအားနာဆာကဥက္ကဋ္ဌ ကသွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ဧပြီလ15ရက်နေ့ပိုင်းမှာမန္တလေးဒေသကြီးကျောက်ဆယ်မြို့တွင်ငလင်ဘေးတန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ခြေနေများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုခြေနေများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာကောင်စီဝင်ဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအစင်းနှင့်တပ်မတော်ရာရှိကြီးများနဲ့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် အလဲပိုင်းစစ်တနာကျောက်တိုင်းမှုနဲ့တာဝန်ရှိသူများလိုက်ပါပြီးတွားရောက်ကြည့်ရှုဆက်ဆေးခဲ့ကြောင်းသိရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာကျောက်ဆဲမြို့ပြည်သူစေယုံကြီးတို့ရောက်ရှိကြပြီးငလင်ဘေးတန်းကျောင်းထိခိုက်ဒဏ်ရာရရှိခဲ့သူများအားဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများနဲ့လူနာများအားလိုအပ်တဲ့ကျောင်းမရေးဆောင်ရှောက်မှုဆောင်ရွက်ပေးထားမှုများကိုကြည့်ရှုပြီးအားပေးစကားပြောကြားကထိခိုက်ဒဏ်ရာရရှိသူများအတွက်ထောက်ပံ့ငွေများနဲ့စတောက်ဖွဲ့ရများပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ရွှေသာလျောင်းတောင်တော်သို့ရောက်ရှိပြီးငလင်တဲကြောင့်ထိခိုက်သွားတဲ့ကြောက်တတာစေဒီတရှိနေမှုအားတိရှိစစ်ဆေးခဲ့ကရွှေမူတော်စေဒီအားတွားရောက်ဖူးမြော်ကြပြီးပန်းစီမီရေချမ်းများကတ်လူပူဇော်ပြီးဖျားကြီးရဲ့ဂောဘကထံအလူငွေများပေးရလှူဒန်းခဲ့ပါတယ်။အဲ့ဒီနောက် ကြောက်တတာစီဒီတရှိနေမှုအားကြည့်ရှုဆွေးဆွေးပြီးတောင်ရှိသူများရဲ့ကြောက်တတာစီဒီတရှိနေမှုနဲ့ပတ်သက်တဲ့တင်ပြချက်များပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကကြောက်တတာစီဒီနေရာအားဒရုန်းဖြင့်အသေးစိတ်ရိုက်ကူးပြီးအချက်လက်ရယူရန် မိုင်းခွဲဖြိုချခြင်းမပြုရန်တောင်အောက်ရှိအများပြည်သူများအနေကင်းရှင်းစေရန်အတွက်ကြောက်တက်သားကြီးအောက်ခြေမှနေ၍အရေးသေးပြည့်မီတဲ့ကွန်ကရစ်များနဲ့အာစီလောင်းပြီးထိန်းသိမ်းဆောင်ရှောက်ရန်နဲ့ကြောက်တုံးတော်ကြီးအောက်ရှိဈေးဆိုင်တက်များအနေမဖြစ်စေရေးဆောင်ရွက်သွားရန်လမ်းညွန်မှာကြားခဲ့ပါသည်တောင်ကြီးမြို့မြမရိုးရအတာတကြံအတက်နေမှာဖုန်ကြီးကြောင်တက်ရောက်သူများပြရတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ တောင်ကြီးမြို့မြမရိုးရအတာတကြံအတက်နေအေဗလာ16ရက်နေ့မှာဖရာသွာဖုန်ကြီးကျောင်းတက်သူများပြခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်ဒလိတကြံအခါတွင်ရများတွင်ဖုန်ကြီးကြောင်းတက်ကတီလာယူခြင်းအလူတန်းပြုလုပ်ခြင်းကောက်မှုကုသိုလ်ပြုလုပ်သူများနှင့်ဖုန်တော်ကြီးကြောင်းများတွင်စီကားကြောင်းသိရပါသည်တောင်ကြီးမြို့ဖျားဖြူရက်ွက်ရှိဓမ္မရတနာကမ္မထန်းကျောင်းတိုက်မှာကျောင်းတက်လာရောက်သူများကိုကောက်ငင်းပေါင်းအကျော်ဆုံးနှုန်းနှင့်ပြန်လည်ကျွေးမွေးအပ်ခံခဲ့ကြောင်းသိရပါသည် တောင်ကြီးမြို့အရှိဘက်တောင်တန်းရွှေဖုံးပွင့်တောင်ပေါ်ရွှေမူတော်ဖရာရွှေချမ်းသာစီရော်တို့မှလည်းဖရာသောကျောက်တဲ့သူများပြားတာကြောင့်ကားလမ်းများပိတ်နေကြောင်းအေဘီလာစကြောက်ရဲ့နက်နက်ပိုင်း10နာရီခွဲချိန်မှာမြင်တွေ့ခဲ့ရပါတယ်။အလားတူတောင်ကြီးမြို့ရှိဘုံတော်ကြီးကျောက်တိုက်များတွင်ကျောက်တဲ့သီလာယူသူများပြားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တောင်ကြီးမြို့တွင်ရှိနေရာအနှံပြားတွင်လည်းအလူရှိများကစုတီသာကျွေးဝေးနေကြတာကိုလည်းမြင်တွေ့ရပါသည်။တောင်ကြီးမြို့တွင်ရေပတ်သူအနှင်းငယ်သာရှိကြောင်းမြင်တွေ့ရပါသည်။ ဗန်လေးမြို့မှာမိုးတက်လေပြင်းများကြားရောက်ခါမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်သုံးတက်ခွဲတိုက်တလုံးထပ်မံပြိုကျတယ်ဆိုတဲ့ရင်းကိုတင်ဆက်ပေးပါပါ။ဗန်လေးမြို့မှာဧပြီလ15ရက်နေ့တကြံအကျက်နေ့ညနေ9:00ခန်းမှာစတင်၍မိုးတက်လေပြင်းများကြားရောက်ခါမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးည10:10မိနစ်အချိန်မှာချိုင်းဤတာဇံမြို့နယ်89လမ်း31-32လမ်းကြားအကွက်259ပဲဝင်းရက်မှာသုံးတက်ခွဲတိုက်တလုံးထပ်မံပြိုကျခဲ့လို့သိရပါတယ်။ အဆိုပါတိုက်ပြိုကြမှုဖြစ်စဉ်မှာလူသူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်။ခြံဝန်းထဲမှာပြိုကြတာငလင်တန်းခံထားရတဲ့တိုက်လို့ထင်နေ။ညနေကမိုးများရွာထားတော့အခုညပိုင်းပြိုကြခဲ့တာပါ။လူထိခိုက်မှုတော့မရှိပါဘူးလို့အဆိုပါလမ်းမှာနေထိုင်သူတူကပြောကြပါတယ်။ပထမတလုံးပြိုချမှုမှာ26လမ်းလမ်း80လမ်း81လမ်းကြားရှိ3တက်တိုက်တလုံးပြိုချခဲ့ခြင်းဖြစ်ပါသည် ဒါအပြင်မန္တလေးမြို့မှာတကြံကျိုးနေ့ဧပြီလ17ရက်နေ့နနက်8:54မိနစ်မှာလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်ခနငလင်တန်းကြောင်အောင်မြေသာဆန်မြို့နေ့ရှစ်လန်း88လမ်းကြားရှိ လူနေအိမ်အဆောင်တစ်လုံးပြိုကျပျက်စီးခဲ့ပြီးတဲ့နောက်မွန်လဲတနအီကျော်ဝင်းကျင်မှာ26လမ်း96 96လမ်းကြားရှိဈေးကုမ္ပဏီတစ်ခုရဲ့အထက်မြေအစားအုပ်တစ်ခုကျွန်းကျပျက်စီးခဲ့ပါတယ် မိုးကြိုကာလအဖြစ်မန္တလေးမှာဧပြီလ15ရက်တကြံအကြံနေ့ညနေ9နာရီချိန်ခန်းမှာစတင်ပြီးမိုးတက်လေပြင်းများကြောက်ရောက်ကမိုးသီးထန်စွာရွာသွန်းနေခဲ့ခြင်းဖြစ်ပြီးမန္တလေးမြို့မှာသတိပေးနှိုးဆော်ချက် ပြုလုပ်နေပြီးမန္တလေးမြို့နယ်များအတွင်းလေမိုးများတိုက်ခတ်နေတာကြောင့်ယူဆိုင်ကြရနေမိမိပတ်ဝန်းကျင်မှာမိဘသဘာဝပေးများကြောက်လာပါကအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရပါသည်အဆိုပါဖုန်းနံပါတ်များမှာအရေးပေါ်တယ်လီဖုန်း1910 ဗဟိုမီတန်3926396390ခရိုင်မီတန်3926393939အောင်မြေသာဆံမျိုးနယ်မီတန်3926392339မဟာအောင်မြေမျိုးနယ်မီတန်3926396369 ချမ်းမြသာစီမျိုးနယ်မိသက်39213139189ပြည်ကြီးတကုံမျိုးနယ်မိသက်39251564ပသိမ်ကြီးမျိုးနယ်မိသက်39583956အမရပူရမျိုးနယ်မိသက်39403903စတဲ့နံပါတ်များဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးစူရာကူလယုံတက်ဤတိုက်ခတ်မှုများအကြောင်းဒါဖာမှာ400ကျော်အသက်ခံရတယ်လို့ကုလသမဂ္ဂပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ဆိုရန်ကိုယုံတက်ကဒါဝါဒေသမှာမကြသေးမီကလှုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေမှာလူ၄၀၀ကျော်အသက်ခံရတယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်လူထောင်ကြီးတေဆုံးခဲ့ရပြီးပြည်သူ73သန်းကျော်ဆေးပေးရှောင်ခဲ့ရတဲ့ဆူဒန်စစ်ပွဲယခုအခါတတိယမြောက်နှစ်ကိုဝင်ရောက်လာပြီဖြစ်ပြီးစစ်ပွဲပြီးဆုံးစေရအတွက်နီးလမ်းများရှာရန်လန်ဒန်မြို့မှာနိုင်ငံတကာနှီးနှောဖလဲပွဲမကျင်းပမီကုလသမဂ္ဂကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်ပါသည် ချေလင်းအကူလက်ယုံတက်က၎င်းရဲ့ထိန်ချုပ်မှုအောက်မှာမရှိတဲ့နောက်ဆုံးကျင်းနေတဲ့ဒါဖာမျိုးကြီးတစ်မျိုးကိုတင်ပိုင်ရန်ကြိုးပမ်းလျက်ရှိစဉ်၎င်းတို့ကလွန်ခဲ့တဲ့သတင်းပတ်များတွင်အဖာရှာအနီးတစ်ဝိုက်ရှိဒုက္ခသည်စခန်းများကိုတိုက်ခိုက်မှုများပုံမူလုဆောင်ခဲ့ပါသည်ချေလင်းအကူလက်ယုံတက်ကအဖာရှာနဲ့နီနာကဆမ်ဆန်အပူလျှောက်ဒုက္ခသည်စခန်းတို့ကိုမြေပြင်နဲ့ဝေဟင်စစ်စစ်ရေးများလွန်ခဲ့တဲ့သတင်းပတ်ကလေးကလုဆောင်ခဲ့ပါသည်လွန်ခဲ့တဲ့ပတ်ကလုဆောင်ခဲ့တဲ့တိုက်ခိုက်မှုအတွင်လူ148ဦးသေဆုံးခဲ့သည်ကိုကုသမတ်ကလူခွင့်ရေးရှုံး းကအတည်ပြုခဲ့တယ်လို့ပြောရေးဆိုခွင့်ရအမျိုးသမီးရာဖီညာရှန်တာဆာနီက AFP ကိုပြောကြားခဲ့ပြီးအသက်ခံရသူ400ကျော်ရှိရလို့ယုံကြည်ရလောက်တဲ့သတင်းရင်းမြစ်များကပြောကြားတယ်လို့ဆိုပါတယ်ဆူဒန်ပြည်တွင်းစစ်ကြောင်းပြည်သူ73တန်းကျော်ဆစ်ဘေးရှောင်နေရတယ်လို့ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။ထို့အထက်မှာပြည်တွင်း၌စစ်ရှောင်သူ၈တရမ6တန်းနဲ့ဒုက္ခသည်3တရမ8တန်းပါဝင်တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းမုတ်အနေနဲ့ မယုံတိုက်စစ်မှုဇက်စီတကောက်ကြောတန်ရာကြောင့်ရာသီကုန်အထိအနာယူဖွယ်ရှိရဆိုတဲ့ရင်ကိုတင်ဆက်ပေးမှာပါမယုံသိရင်လည်းတာလန်တိုက်စစ်မှုဇက်စီသည်တကောက်ကြောတန်ရာကြောင့်ရာသီကုန်အထိအနာယူဖွယ်ရှိတယ်လို့သိရပါတယ်ဆက်စီဟာနယူကာဆယ်နဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲမှာအဆိုပါတရားရရှိခဲ့ခြင်းဆက်သက်စစ်ဆေးမှုများအရယခုရာသီအတွင်းပြင်ကစားနိုင်ရန်အလားအလာနေပါနေကြောင်းသိရပါတယ် ူလကဆက်စင်းဒီနဲ့ရတရပတ်အနေငယ်သာအနားယူရမယ်လို့ထင်မှတ်ခဲ့ပေမဲ့လည်းဒဏ်ရာချစ်ဒီမှာပုံမိုဆိုးရနေခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုအခါမန်ယူအသင်းမှာတိုက်စစ်မှုစစ်စစ်ဟူပြီးဟိုင်လန်တူဦးတဲတာရှိတော့ကြောင်းသိရပါတယ်။လေမွန်တန်ယူလ16ရက်နေ့ညပိုင်းသတင်းကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ။